ကွယ်လက်နက်ပစ္စည်းကြောင့်ဒဏ်ရာရသူကို အရင်ဆုံးအသက်ရှုမရှုစစ်ဆေးပါဒဏ်ရာကိုတန့်စင်တဲ့ရေနဲ့ဆေးပြီးပတ်တီဓာတ်မမဟုတ်အဝတ်စနဲ့ဖိသိမ့်စည်းနှောင်ပါလူနာကိုပက်လက်လန်းထားပြီးဒဏ်ရာရတဲ့လက်ခြေတော့ကိုနှလုံးထက်မြင့်တဲ့နေရာမှာမြှောက်ထားပါဥကောင်းမှဒဏ်ရာရထားရင်ငိမ့်အောင်ထားပေးပါလောင်လုံမျိုးပေါ်ကဘုံကြီးเจ้าမှာတဆွဲထားတဲ့ဆက်နာရှင်တက်ကိုတွန်လိုင်းတက်တွေကဒီကနေ့အောက်တိုဘာလ18ရက်နေ့မိနစ်6နိုင်လောက်မှာတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ လောင်လုံးမျိုးမဘုံလုံးခွင်းနဲ့ကဲလျက်မှာရှိတဲ့အော်တပြေဘုံကြီးကျောင်းမှာတက်ဆွဲထားတဲ့ဆက်နာရှင်တပ်ကိုတိုက်ခိုက်တာကနေနှစ်ဖက်ပြစ်ခတ်မှုမိနစ်30လောက်ဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်တိုက်ပွဲအတွေ့ပြစ်ခတ်တဲ့လက်နေကြီးကြောင့်ညောင်ပင်လမ်းဆုံနာကနေတချို့နဲ့စက်တက်တက်ဆွဲထားတဲ့အောင်တပြေဘုံကြီးကျောင်းဆောင်တချို့ထိမှန်ပြည့်စည်တယ်လို့မြို့ခန့်ချို့ကပြောပါတယ်။တိုက်ပွဲဖြစ်ပြီးနောက်နေ့လယ်ပိုင်းအထိစစ်နာရှင်တပ်သားတွေနဲ့အရက်ဝော့ဘူးစောထီတွေကအလောင်းလုံးမြို့ထဲခြေဆုပ်နေကြပြီးစစ်ဆေးတော်တွေလည်းရှိနေတယ်လို့ဆိုပါတယ်။ ်ဆက်နာရှိတက်ဟာအခုပွင်လေးရတီကစပြီးအောက်တပြည်ဘုံကြီးကျောင်းမှာလာရောက်တက်ဆွဲနေထိုင်နေပြီးလောင်းလုံးတူဝဲတော်ခီတော်ရိစီကအရမငွေတောင်းခတာတွေလုံတယ်လို့ကာသမတချို့စီကတီးရပါတယ်ဒီကနေ့ပြစ်ခတ်တက်ခိုက်မှုကိုဘယ်တော်လိုင်းတက်ကလှုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့မသိရသေးပါဘူး။နှစ်ဖက်ပြစ်ခတ်မှုဖြစ်ပြီးတဲ့နောက်လောင်းလုံးမျိုးပေါ်မှာဆက်နာရှိတဲ့ drone တွေပြန်ဝဲနေတာကြောင့်လေကြောင်းတက်ခိုက်မှုတွေကိုတည်ထားကြဖို့လဲတော်လိုင်းတက်ဖွဲ့နဲ့နှိစက်သူတို့ချို့ကဆိုပါတယ်။ အော်တိုဘောလတ်ဆယ်ရည်နေ့ကလည်းလောင်းလုံးကနေထွက်လာတဲ့ဆန်နာရှင်တပ်ကိုလောင်းလုံးတပ်မဏီလိပ်ပြတပ်ဖွဲ့နဲ့ဒဝဲခရဲတပ်ပေါင်းစုတို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြပါသေးတယ်။အဲ့ဒီတိုက်ပွဲမှာဆန်နာရှင်တပ်ကဖမ်းထားတဲ့ဒေသခံ6ဦးထွက်ပြေးလွတ်မြောက်လာခဲ့တဲ့အပြင်ဆန်နာရှင်တပ်ဘက်ကလည်း10ဦးသေဆုံးခဲ့ပြီးတခြားထိခိုက်ဒဏ်ရာရသူတွေလည်းရှိသေးတယ်လို့တပ်ပေါင်းစုရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ။ဒါအပြင်ထွက်ပြေးလွန်မြောက်လာသူတွေနဲ့အတူပါလာတဲ့ဆန္ဒရှင်တက်ခန်းရံတချို့ကိုလည်းတွန်လိုက်တပ်ကသိရှိရမိတယ်လို့ဒေတာခန့်တွင်တွန်လိုက်တက်တွေနဲ့နှိစက်သူတွေရဲ့ပြောကြားချက်အရသိရပါဗျ။